โอกามิကတော့မြို့တော်ဝိုင်မှာဘုံဖောက်ခွဲခံရတဲ့တရင်ရလိုက်ပြီအကုန်လုံးကဟီတိုမီလက်ချက်ဆိုတာတန်းရင်းမိလိုက်ပါတယ်တပတ်မှာတော့ဟီတိုမီကလည်းဆာကူရာကိုစောင့်ကြည့်ဖို့ကော့ပရိတ်ကအပွဲအီတန်ကဟဲကဲနဲ့โอกามิပါလွှတ်လိုက်တာကြောင့်ထူးဆန်းတာကိုပြောပြီးဆာကူရာကသူ့ရဲ့အကြံမှာဝင်မလျှောက်အောင်ခေါ်လာတာပြောပြီးရင်မပြုတ်မှကိုရှင်းပြနေသွားတယ်ကန်နာကတော့ဟီတိုမီကလူတွေအပေါ်တနာကျင်တာတတ်တာကြောင့်အခုလိုလိုရက်တွေကိုစဉ်းစားမရဖြစ်နေတော့ဟီတိုမီရဲ့စကန်းနေရာကိုအမိမသိသူစီကရလာပါတယ်ကန်နာကလည်းโอกามิကိုစကန်းနေရာရတဲ့အကြောင်းပြောတဲ့အခါโอกามิကသူ့ပါရထားတာကိုပြောနေပါတယ်တပတ်မှာတော့ဟဲကဲကသူ့ကို လွယ်လွယ်လေးနဲ့ရှာတိသွားတာကြောင့်ဟီတိုမီကမေးတဲ့အခါဟဲအကဲကလည်းနေရာစစ်ကြည့်တဲ့အခါအခုနေရာပဲကျန်တာကိုပြန်ပြေးလိုက်ပြီးသူကဟီတိုမီအီရန်အဖွဲ့ကအဖမ်းမခံရအောင်ကုညင်ကျင်တာကြောင့်ယူအီကိုပါတပ်ပစ်လိုက်တာကိုပြပြနေပါတယ်ဆာကူရာကတော့ယူအီအသက်ခံလာရတာကိုသိတဲ့အခါဟဲအကဲကိုဒေါ်ရာထွက်နေပေမဲ့ဟဲအကဲကရှုတ်ထားလိုက်ပြီးငင်းငင်းနေဖို့ပြောလိုက်ပါတယ်ဟီတိုမီကတော့မဟုတ်တာလို့ရင်တပ်ပစ်မှာကိုပြောနေတော့ကန်နာကသူ့ရုစကန်ရှိရာကိုရောက်နေပါတယ်ဒါပေမဲ့ကန်နာကဟီတိုမီရှိတဲ့နေရာကိုသွားနေတော့ဟဲအကဲနဲ့တွေ့လိုက်ပါတယ်တပ်ဖက်မှာတော့အိုဂါမီကဟီတိုမီရှိတဲ့နေရာကိုသွားနေတော့ယူကီနဲ့ပြန်တွေ့ပြီးယူကီကလည်းဟဲအကဲကသူ့ရုပေါ် ါ်သစ္စာပါဝီယူရဲ့အဖြစ်ပြက်ကိုရှင်းပြလိုက်ပါ။အိုကာမီနဲ့ယူကီတို့ကဟီတိုမီရှီရဲ့မြောက်ကိုရောက်သွားတဲ့အခါဟဲကဲနဲ့တွေ့ပြီးနှစ်ယောက်ပေါင်းမိရှာဖို့လုပ်ပေမဲ့ဟဲကဲကပဲအာတန်နေပါ။ယူကီကလည်းဟဲကဲကိုသူတိုင်းသားမှပြောပြီးအိုကာမီကိုအပေါ်ထပ်သွားခိုင်းလိုက်ပါ။အိုကာမီကအပေါ်ထပ်ရောက်သွားတဲ့အခါမှာတော့ကန်နာနဲ့တွေ့ပေမဲ့ကန်နာကဟီတိုမီထိန်းချုပ်ခံနေရပြီးအိုကာမီကိုပြန်ချနေပါ။အိုကာမီကလည်းယူရဲ့စရာမရှိတာကြောင့်ကန်နာကိုတတ်ဖို့လုပ်နေပေမဲ့ဆာကူရာကကျိုးထုတ်ခံနာရကနေလွတ်လာပြီးကန်နာကိုကယ်လိုက်နိုင်ပါ။အိုကာမီကဟီတိုမီအခုလို့ဘာလို့လုံးနေတာလဲလို့မေးတဲ့အခါဟီတိုမီကလည်းနေရာမှာစီးရဲ့နိုင်တွေကို ြလိုက်ပြီးအကောင်လုံးကကုတ်ပရိခါရီအသက်ခံရတဲ့အရှင်ဖြစ်တာကိုရှင်းပြလိုက်ပါတယ်။သူ့အကြံကတော့အကောင်လုံးကိုအခုလိုဖြစ်အောင်အမိန့်ပေးတယ်ဝန်ကြီးချုပ်ကိုတက်ပြီးကုတ်ပရိခါရီရောင်းရလာတဲ့အေဂျင့်လုံခြုံမှုကိုတက်သိပြဖို့အခုလိုဘုံဖောက်နေရကိုရှင်းပြလိုက်ပါတယ်။အိုဂါမီကတော့သူတို့ကုတ်ပရိခါရီကလူသက်သမားတွေဖြစ်တာကြောင့်နာမည်ယူဖို့မလိုတာကိုပြောပြီးနေရန်ကနိုင်တွေကိုမိရှုလိုက်ပါတယ်။အိုဂါမီကဟီတိုမီကိုရှာဖို့လုပ်နေပေမဲ့ဟီတိုမီရဲ့တပည့်ယူကီဟီနာကရောက်လာပြီးရေခဲနဲ့ကာလိုက်ကရေခဲတွေကမိရှုလို့များတာကြောင့်အိုဂါမီလည်းငြိမ်နေရပါတယ်။ယူကီဟီနာကဝန်ကြီးချုပ်ကိုတောက်ခေါ်ပြီးမတော်ခင်စာကူရာကိုရေခဲနဲ့တက်လိုက် က်ပါတယ်။ဒါပေမဲ့တိုကီကရောက်လာပြီးဆာကူရာကိုကြောက်ပြနဲ့ကပေးလိုက်တာယူကီဟီနာကထွက်သွားတာကိုဆာကူရာကလည်းနောက်ကနေလိုက်နေပြီးဟီတိုမီလိုနဲ့ပါသွားပါတယ်။ဟီတိုမီက၁၆နှစ်တုန်းကကော့ပရိတ်ကစစ်နေရာကိုအရွေးခံလာရပြီးသူ့ရဲ့ထူးချွန်တဲ့အရေးချင်းကြောင့်ယာလူတိုးဖို့တော့ရွေးချယ်ခံလာရပါတယ်။အဲအချိန်တုန်းကဟေးကေကဟီတိုမီရဲ့တပည့်ဖြစ်ပြီးလင်းနှစ်အကြာမှာတော့ဟီတိုမီကမစ်ရှင်တစ်ခုလုပ်နေတော့သူ့ရဲ့ပါတနာကော့ပရိတ်ကဖိုက်ကတည်သွားပါတယ်။ဟီတိုမီကတော့သူ့ပါတနာတည်သွားတာကိုဝန်းနေနေပြီးဟေးကေကတော့သူ့ကိုကော့ပရိတ်ကဖိုက်အဖြစ်ယာလူတိုးပေးလိုက်ပါတယ်။ချောင်းနေကြမှာတော့ဟီတိုမီကကော့ပရိတ်က3ဖြစ်နေပြီးအကောင်လုံးကမစ်ရှင် တောက်လို့ကြတဲ့အခါခီတိုမီကလွဲလို့ကျန်တဲ့သူတွေအကုန်လုံးကဆုံးသွားပြီးလူစုကောင်းဆောင်ကတော့ပြေလွတ်သွားပါတယ်ခီတိုမီကတော့ကော့ပရီကဆက်ကရန်သူကြောင့်တည်တာမဟုတ်ပဲသူ့ဆွမ်းတဲ့သူတည်သွားတာကြောင့်ဟဲ့ကဲကိုစုံစမ်းထားပေးဖို့တောင်းဆိုနေပြီ Hey ကတော့ Hitomi ကို Code Breaker 1အဖြစ်ရာတို့တိုးပေးလိုက်ပါဒီလိုနဲ့ Hitomi ကလည်းအဖွဲ့သားအသစ်ဖြစ်တဲ့ Yuki, Toki, Yui နဲ့ Okami တို့ကိုလေ့ကျင့်ပေးနေပြီ Okami ကမကောင်းတဲ့သူတွေကိုနှိမ်နင်းတာနဲ့ပတ်သက်ပြီးအယူသီးတာကြောင့်စိတ်ပူနေပါသူတို့တွေက mission တစ်ခုပြီးသွားရက Hitomi ကကလေးတယောက်ကိုပွေတာပြီး Hitomi ကလည်း Okami ကိုသူတို့တွေအနေနဲ့ကလေးကိုကယ်ဖို့ရောက်လာတာဖြစ်တာကြောင့်ကယ်ဖို့ပဲစဉ်းစားတင်တာကိုဆုံးမလိုက်ပါ Hitomi က Okami ကိုသူတို့ Code Breaker ရဲ့ရည်ရွယ်ချက်ကမကောင်းတဲ့သူတွေကိုနှိမ်နင်းရတာဖြစ်ပေမဲ့သူတို့တွေကလူတွေကိုကာကွယ်ဖို့လဲတာဝန်ရှိတာကိုရှင်းပြပေးနေပါဒီလိုနဲ့တနည်းမှာ ော့သူတို့တွေကအရင်ကလွတ်သွားတဲ့လူစုတယောက်ကိုရှင်းဖို့တာဝန်ရလိုက်ပြီးတာဝန်ကိုအောင်မြင်စွာနဲ့လုံနိုင်လိုက်တဲ့အပြင်ဟီတိုမီကလည်းဆုံးသွားတဲ့သူ့ရဲ့ဘော်ဒါတွေအတွက်လက်စားရှိနိုင်လိုက်ပါတယ်။တနေ့မှာတော့ဟီတိုမီကဟဲဂဲစီကနေသူတို့ကုတ်ဖရီဂိုင်က loss ခဏခဏဖြစ်ရင် loss မဖြစ်တော့ပဲအစွမ်းလေးကိုမထင်းချုံနိုင်ကကုတ်အန်ဖြစ်ပြီးတည်သွားနိုင်တာကိုသိလိုက်ရပါတယ်။ဟီတိုမီကလည်းအီရန်ကဒါတွေအကုန်လုံးကိုသိရတဲ့သူတို့ကိုတမင်မပြောထားတာကြောင့်သူတို့ကိုပစ္စည်းတွေလို့သဘောထားတဲ့အီရန်ဘော်နာကြည့်သွားပါတယ်။ဟီတိုမီကလည်းအိုဂါမီကိုကုတ်အန်ကိစ္စနဲ့ပြောဖို့လုပ်ပေမဲ့ပြောမထွက်ပဲအကုန်လုံးတဲ့အီရန်ကိုလက်စားရှိဖို့ဆုံးဖြတ်လိုက်ပါတယ်။ဟီ ီတိုမီကစကိုင်းတာဝါပေါ်ကနေဝင်ကြီးချုပ်ကိုကျိုးတော့တာလိုက်ပြီး TV ကနေတဆင်နောက်တစ်နာရီနေရင်ဝင်ကြီးချုပ်နဲ့လူအယောက်9000ကျော်ပါတပ်ပြမှာကိုကြီးညာလိုက်ပါအပိုင်းသက်တွေကိုနောက်နေ့တွေမှာလည်းတင်ပေးမှာဖြစ်လို့ like share comment နဲ့ subscribe လေးလုပ်ပြီးအားပေးကြလို့ရပါတယ်